ဝမ်ချမ်ပီယံရှီရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ရပြီးကြတဲ့ကရှုံခွေးတွေကြီးပဲဆက်တိုက်ကျုံတွေးနေရတဲ့တမ်မီဆိုလင်ကိုပရိသတ်တွေကတော့အားမလို့အားမရဖြစ်နေကြတာပါ တချို့သောပွဲတွေမှာဆိုရင်တမ်မီဆိုလင်ကနိုင်နိုင်ရက်သားနဲ့မနိုင်တာဖြစ်တဲ့အတွက်ပရိသတ်တွေကလုံးဝလုံးဝကိုအားမရဖြစ်နေကြရလေဖြစ်ပါတယ်နော်ဒေါ်လာ3သိန်းနဲ့စာချုပ်ရပြီးတာနဲ့ဝမ်ချမ်ပီယံရှီကဆိုလင်နဲ့လုံးဝကိုမဖြစ်သင့်တဲ့ဖိုက်တာဖြစ်တဲ့နာဗီနဲ့ပွဲတယ်ပြေးလိုက်တယ် ဆူလူဟာနာဘီနဲ့ထိုးဖို့အတွက်အရေးချင်းကမပြည့်စုံသေးပါဘူးเนาะဒီလိုစကားပြောလို့ဆူလူပြိသက်တွေစိတ်မဆိုးကြပါနဲ့ဦးเนาะကျွန်တော်တို့မြန်မာဖိုက်တာတွေမှာနီးစနစ်တွေအများကြီးလိုပါသေးတယ်ဒုတိယပြိုင်ပွဲဖြစ်တဲ့เนาะဒေါ်လာသိန်းနဲ့စာချုပ်ရပြီးတာနဲ့ဒုတိယထိုးရတဲ့သူကဆက်ဆန်ဖြစ်တယ်ဆက်ဆန်ကတော့ဒါမနီဆူလူကလုံးဝလုံးဝဝနိုင်တဲ့နေเนาะဝိုင်းရီဆူဖြစ်တဲ့ချက်ထရီကိုရင်ကဒါမနီဆူလူနိုင်မယ်လို့ကြိုတင်ခံမှန်းထားတာဖြစ်တယ်ဒါပေမဲ့ချင်းတလို့ဖြစ်မလာခဲ့ဘူးဒါမနီဆူလူဟာ အဲ့ဒီပွဲမှာ weight chain နဲ့နေရာနဲ့ hydration test chain နဲ့နေရာမှာအားရအများကြီးသုံးလိုက်တာဖြစ်တဲ့အတွက်တကယ်ပွဲနေမှာလုံးဝကြီးကိုတည်လက်သီးထိုးချက်တွေကအားမပါတော့တာဖြစ်တယ်။ဒါဟုသူကိုယ်တိုင်ကဝန်ခံထားတာဖြစ်တယ်။ဒါမဲ့အဲ့ဒီပွဲမှာ Tammy Solin ကိုအကောင်းဆုံးလုပ်ပြသွားခဲ့တယ်။နော်။ Thai Knight တွေရဲ့မျက်နှာလိုက်မှုကြောင့်သာ Tammy Solin ကိုရှုံးခဲ့ရတယ်လို့ကျွန်တော်နေနေပြောလို့ရတယ်။ဒါမဲ့ချာလာလေလေကောင်းလာတာက Tammy Solin ပဲ။ငါးချီလောက်သာရှိလို့ရှိရင် Tammy Solin နိုင်မယ်ဆိုပြီးတော့ အများသူငါကပြောထားကြတာဖြစ်တယ်နောက်ဆုံးသူထိုးခဲ့တဲ့ကော်ထွန်ကော်ထွန်ရဲ့ပွဲမှာလေတမနီဆူလွန်ကတတိယအချီမှာနော်ဒါအလေးထိုးတဲ့အနိုင်ရခါနီနီပဲဆိုတော့တမနီဆူလွန်ဟာအစားပိုင်းအချီတွေမှာပြားရခက်သက်တဲ့ပြိတ္တကကျတော့အနေငယ်ပြိုင်မဲ့ဖိုက်တာတွေစီမှာအထိုးတွေခံရတတ်ပေမဲ့နော်နောက်ဆုံးအချီတွေနဲ့နော်နောက်ပိုင်းကျရင်ပူပူကောင်းလာပြီးတော့ပြိုင်မဲ့ဖိုက်တာတွေနဲ့မာဂုံနဲ့နော်တက်လုံအား꽈ချားသွားတဲ့အခါမှာတမနီဆူလွန်ကဂျာလာလီလီကောင်းလာလီလီ ဖြစ်နေတဲ့အခါကျတော့သမ်နီဆူလုံဦးသာအခုရော့ထန်တို့နော်ချန်ပီယံပွဲထိုးသလိုငားချီတာထိုးခွင့်ရရင်တော့ဒီပွဲတွေကသမ်နီဆူလုံရဲ့ပွဲတွေကြီးပဲဆိုပြီးတော့ပြောဆိုနေကြရပြီဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသမ်နီဆူလုံကိုရင်ကလည်းဒီပွဲတွေမှာသူရှုံးခဲ့တာသူညံ့လို့ရှုံးခဲ့တာဝန်ခံကြောင်းနော်သမ်နီဆူလုံကပြောပါတယ်ကွတ်ထွန်ရဲ့ပွဲမှာပြောတာပါဒါမဲ့ဆက်ဆန်ရဲ့ပွဲမှာကျတော့ဒီပွဲကသူနိုင်တဲ့နဲ့ဒါမဲ့သူနော်ဒါပြင်းပန်းသွားတာဖြစ်တဲ့အတွက်မနိုင်ခဲ့ဘူးပေါ့ဗျာ ဆိုရိတ်ကကျတော့အခုလိုမျိုးပြည်သက်တွေကငါးချီတာနော်မြမလိုဝေပွဲတယ်လို့သိုးခွေရမယ်ဆိုရင်နိုင်နိုင်လားဗောဗျာအဲ့ဒီမိကုံးကိုတမ်မင်းဆူလုံးကလည်းသူ့အနေနဲ့အဲ့ဒါလိုမျိုးဒါသိုးခွေရမယ်ဆိုရင်တော့ပြည်သက်တွေပြောတယ်လို့နိုင်ရင်နိုင်နိုင်တယ်ဆိုပြီးတော့သူကိုယ်တိုင်ကဝန်ခံထားတာဖြစ်တဲ့အတွက်အခုလိုမျိုးတမ်မင်းဆူလုံးကကြားလာလေလေကောင်းလာလေလေဖြစ်နေခါကျတော့ငါးချီများလာနော်ဝက်စနစ်ပြောင်းလဲပြီးတော့သိုးခွေရမယ်ဆိုရင်နိုင်နိုင်တယ်ဆိုရိတ် အတွေးခေါ်တွေကပရိသတ်တွေရဲ့စိတ်ထဲမှာအတွေးထဲမှာဖြစ်ပေါ်လာတာပဲဖြစ်ပါရဗျာဒါကိုပရိသတ်တွေကိုပြန်လေပြောပြခြင်းပါ